ိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါလေ။သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုး ပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင်။ဝါ။ဘယ်လောက်ထိမျောလင့်ထားလဲဆိုရင်အခု86ရောက်ပဲခံရတာ။တဲ့86ရောက်တဲ့မှာ အဲတချို့လည်းအယူခံမဝင်ဘူးတချို့အယူခံဝင်ပဲဒီအယူခံဝင်တဲ့အကုံလုံးတွေအယူခံဝင်တဲ့ကိုကိုစလဲလောင်းနေအကုံလုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမကအဲ့လောက်ထိကျမမျောလင့်ပါတယ်ရှင့်ဟုတ်ဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျမပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပါပေါ့အဲအများဆုံးရသူအနိုင်ယူ မဲဆန္ဒလာအမှတ်နဲ့မှာရှောက်ထားပြီးတော့မှရင်းပယ်ကန်ထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ရှင်။ပြည်သူ့ရှိဆောင်ပါတီ PPP ဩဂထဒေါ်သက်သက်ခါရဲ့အတနာခံစာကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကညှင်းပယ်လိုက်တယ်လို့သိရပါဗျ။ UEC ကနေကိုစလဲလောင်းအဖြစ်ပယ်ချထားတာနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားပေးဖို့တောင်းဆိုထားတဲ့အပေါ်ညှင်းပယ်ခံလိုက်ရတာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်တာယာမြို့နယ်မှာနိုဝင်ဘာ14ရက်နေ့ကလုတ်တဲ့ PPP ပါတီနဲ့လူလူတွေးဆောင်ပွဲအခမ်းအနားမှာဒေါက်တာသက်ခိုင်ကအဲ့ဒီလိုပြောသွားတာဖြစ်ပါတယ်ဆိုတော့ရှင်ကျွန်မနောက်ဆုံးမီဒီယာနဲ့လူဝင်မှာတည့်နေမှာပြောထားတာတော့အဲကျွန်မအတနာခံစားတင်ထားတယ်လို့ပြောထားပါတယ်အဲဒါပေမဲ့ကျွန်မဒီပြည်သူလူထုကြားထဲမှာဒီအော့အော်တောင်းနေမဖြစ်စေချင်လို့ပေါ့နော်ကျွန်မကိုအဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပြီးပါရှင်ကျွန်မရဲ့အဲကျွန်မရဲ့အတနာခံစားငင်းပယ်ပြီးဖြစ်ပါရှင် အဲသို့တော်လဲကျမဒီလိုညင်းပယ်ခံရတဲ့အတွက်ဒါညင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးယူအီစီကဒေါ်သက်သက်ခိုင်အနေနဲ့ကမောဆန်ဘန်ကိုချင်းငွေပြန်ဆက်ဖို့ရှိနေတဲ့အတွက်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကချီပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာကြောင့်ကိုစလဲလောင်းအဖြစ်ကနေပယ်ချကြောင်းကိုအောက်တိုဘာ21ရက်နေ့ညပိုင်းမှာ နေအိမ်ကိုဆလာပေးသွားတာဖြစ်တယ်လို့ဒေါ်သက်သက်ခိုင်ကပြောထားပါဗျ။ဒီမတိုင်ခင်မှာတော့ဒေါ်သက်သက်ခိုင်အနေနဲ့ ရွေးစီကထုတ်ပေးထားတဲ့ကိုစလဲလောင်းအတီပြူကတ်ကိုလက်ဝယ်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်။ဒေါ်သက်သက်ကအနေနဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရဖို့အတွက်အော်တိုဘာ24ရက်နေ့မှာရွေးစီကိုအတနာခန်းစာတင်ခဲ့တယ်လို့အနာဒိစစ်တပ်ကောင်ဆောင်ပို့ချုပ်မှုကြီးမဲအောင်လိုင်းစီကိုလည်းအတနာခန်းစာပို့ခဲ့သေးတယ်လို့ဒေါ်သက်သက်ခိုင်ကထုတ်ပြောထားပါတယ်။ရွေးကောက်ပွဲဥပဒေအခန်းကရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူတွေနဲ့ဆလရက်တီပိုင်ခွင့်မရှိသူများကောင်းစင်အောက်က ုံမရှစ်ကကြီးမှာတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူလို့ဖော်ပြထားပါတယ်။အဲ့ဒါကအရင်တုန်းကတော့မရှိခဲ့ဘူးဒီပုံမှာပြောပါမရှိခဲ့ဘူးအခုဒီတစ်ခေါက်ပြင်ဆင်ချက်ပေါ့နော်ဒီရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းပြင်ဆင်ချက်မှာထည့်လာတဲ့ပုံမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအေးယူတာကလည်းတော်တော်ခိုင်ဖို့ပဲဒီပုံမှာလည်းအေးယူတာတော့တော်တော်ခိုင်တယောက်ပဲကျွန်တော်တည်တယ်တော့ရှိသေးတယ်ပေါ့နော်ဆိုတော့အမြင်ပြောရရင်တော့သူက ဒီစစ်တပ်ကသူ့ထောက်ခံနေတဲ့သူတွေကလည်းသူတို့ထိန်းချုပ်လို့မရတော့ဘူးဒီဒီလူတွေထိန်းချုပ်လို့မနိုင်တော့ဘူးဆိုတဲ့အချိန်နဲ့အချိန်ကြောင့်လို့ဆိုရင်အဲ့လူတွေကိုအေးအေးဖို့တက်အဲ့လူတွေကိုဖိန်းချုပ်ဖို့အတွက်ပေါ့နေလန်နေကြိုးပြီးတော့ပြင်ဆင်ထားတယ်လို့ပြင်တယ်ပေါ့နော်ဆိုတော့အဲ့ဟာကတော်တော်ဆိုင်မှာမဟုတ်လူတိုင်းအတွက်ပေါ့နော်ဆိုတော့ NDF ကိုသူတို့လုပ်ခဲ့အာတနီလန်နဲ့လုပ်ခဲ့တော်တော်ဆိုင်ကတနီလန်နဲ့လုပ်ခဲ့ပေါ့နော်ဆိုတော့ဂျန်တဲ့သူတွေလည်းအဲ့ဒီအောက်ကမလုံယုံလို့မြင်တယ်မှာဥက္ကူကြီးလည်းမလုံယုံဘူး ုခင်လည်းမလုံးကြုံလို့တဲ့ဒေါ်သက်သက်ခိုင်ဟာနိုင်သူအကောင်ယူ FPTP စနစ်နဲ့ကျင်းပမဲ့မြို့သားလွတ်တော်အမှတ်နှစ်မဲဆန္ဒနယ်မှာဝင်ရောက်ရွေးကောက်ခံမှုအမြင်စရင်တင်သွင်းထားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်ခွင့်ရနိုင်မှုအတွက်အောက်တိုဘာ30ရက်နေ့မှာကမောစာဘဏ်ကိုပေးဖို့ရှိတဲ့ချင်းငွေတွေအနက်စက်သိန်းပေါင်း9000ကိုပေးသွင်းခဲ့တယ်လို့ဒေါ်သက်သက်ခိုင်ရဲ့ပြောဆိုချက်အရသိရပါတယ်။ ဒေါက်တာတောက်ခိုင်နဲ့အတူကိုစလဲလောင်းအဖြစ်ကပယ်ချခံထားသူ86ယောက်ရှိခဲ့ပြီးပြန်လည်အယူခံဝင်ခဲ့သူတွေကမှတယောက်ကိုပဲကိုစလဲလောင်းအဖြစ်ပြန်ဖြစ်ခွင့်ပေးမယ်ဆိုရင်တော့အဲ့ဒီတယောက်ကသူဖြစ်ဖို့အထိမျှော်လင့်ထားတယ်လို့အော်တိုဘာလာအတွင်း BBC မြန်မာပိုင်းနဲ့တွေ့ဆုံမိမြန်ကမ်းမှာဒေါက်တာတခိုင်ကပြောသွားပါတယ်။ပါတီငယ်လေးတွေဟာကြားခိုင်ဖွံ့ဖြိုးရေးကိုပေးနေတဲ့မဲတွေကငါတို့ဘက်ရောက်လာမယ်လို့တော့ကျွန်တော်ထင်တယ်မျှော်လင့်လို့မရဘူး။ ဲ့တော့သူတို့ရလိုက်တဲ့မဲကဘယ်ထက်ကနေယူမလဲဘယ်ထက်ကနေနိုင်ရမလဲဆိုရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပေးခဲ့ကြတဲ့လူတွေတည်းရပဲသူတို့ပေးရမယ်ယူရမယ်ဒီနေ့မှဘာသွားတွေ့ရလဲဆိုတော့ဒီလိုအနေထားမှာဒေါ်သက်သက်ခိုင်ဟာဒေါ်အောင်ဆန်းစုကြည်သည်စစ်တပ်ကဆွဆွဲထားသလိုနော်အလွဲသုံးစားတွေပြုတ်လုပ်တဲ့အတွက်ဆိုပြီးတော့ပြောသွားတဲ့စကားလေး င်တာဗျူးမှာသူကဖြေချပြောသွားတာလေးတွေသွားတွေ့ရတယ်ဒါသတင်းနဲ့မှလည်းတော်တော်ရဲရဲခဲ့တယ်သူဟာသူ့ပါတီကိုလည်းတတ်တယ်သူ့နိုင်ငံရေးကိုလည်းတတ်တဲ့စကားကိုသူကအဲ့ဒီမှာပဲသူပြောလိုက်တယ်နော်ဒီတန်းမှာထူးခြားတဲ့လူမှုမီဒီယာပေါ်မှာအဲကျွန်တော်သွားတွေ့တာလေးတစ်ခုရှိတယ်အထူးထည့်သာသနာတဲကပုတ်သာနာဖုန်ကြီးတပါကဆိုရင်ဘာတင်လဲဆိုရင်သူကသူတော်ကောင်းကိုပြစ်မှားခဲ့တဲ့အတွက်ကြောင့်မို့လို့ နော်ဒါကအတန်တရာအဆက်ဆက်ထိအပြစ်ကိုခံရလိမ့်မယ်ဆိုတဲ့ပို့စီကိုသွားပြီးတွေ့ရတယ်အဲ့ဒီစကားပြောပြီးတာနဲ့ဇက်တိုက်ဒေါ်သက်သက်ခိုင်ကြုံတွေ့ရတဲ့ပြဿနာတွေဟာဇက်တိုက်ပေါ်လာတာကိုသွားတွေ့ရတဲ့အခါမှာဒီဖုန်ကြီးလေးရဲ့မှတ်ချက်ကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့အဲကျွန်တော်ဒီလိုပဲပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပတ်သက်ပြီးတုံ့သက်ပြောကြရမှာပဲခင်ဗျ